မမန်နာလို့ကျေးဇူးပါနော်တဲ့တချိန်ကမသိခဲ့လို့တောင်ကြီးမှာတဲ့မင်းသမီးထက်တယ်မဟုတ်ကြော်ညာပြီးရောင်းခဲ့တဲ့အကွက်တွေဝယ်မိလို့တိတ်နေတဲ့ပါသွားတယ်တဲ့အာမခံတယ်ဆိုပြီးအခုတော့သူနဲ့မဆိုင်ဘူးလို့ပဲတဲ့ဒါလေးနည်းနည်းလေးပြောပြပေးမယ်နော်မြေခွက်ရောင်းတဲ့လူတွေကကြော်ညာတဲ့လူတွေကိုငားပြီးတော့ကြော်ညာကြတယ်ကြော်ညာတဲ့လူတွေကလည်းကြော်ညာကရလို့လှုပ်လှုပ်တယ်နော်ဆိုတော့ဂျားထဲမှာတကယ်တကယ်နစ်နာတဲ့လူတွေကဝယ်တဲ့လူတွေပဲ ဝဲလွေအဓိကနစ်နာတယ်အဓိကတော့ဘာလို့လဲလူတွေရဲ့အကြိုက်ကိုသိတယ်လူတွေကဘ누구ကိုကြိုက်တယ်ဘ누구ပုံစံရိုက်တယ်ဘ누구ပေါ်ပြီလားဖြစ်တယ်သိတဲ့ခါကျတော့ခြံခွက်ရိုက်ရမယ့်လူကဥမာမြေခွက်ရိုက်ရမယ့်လူကငားတယ်ဥမာတက်တော့မြင်းနဲ့မတော်တော်ကြိုးဝိုင်းနဲ့မလွတ်တာလည်းရှိမယ်ပြုံးလဲမှာတောင်ကြီးမှာတော့မသိဘူးပေါ့နော်ဘလို့တွေရှိမလဲဘာမျိုးမျိုးစားလို့တွေလည်းမပါဘူးပေါ့အဲ့လိုလေးတွေရှိတဲ့ခါကျတော့လူတွေကအကြိုက်ကိုသိတဲ့ခါကျတော့လူတွေကဘယ်သူ့ကိုအားပေးလဲဘသူ့ကိုသဘောကျလဲသူတို့ကိုငားတယ်ဟိုကလည်းဟိုကလည်းကြော်ညာပေးမယ်လို့ဖြစ်တဲ့အတွက်အဲ ါကတော့ဘယ်လိုရှိလဲဒါလေးတော့ပြောပေးပါဒါလေးထည့်ပြောပေးပါဒီလိုလေးထည့်ပြောပေးပါဆိုပြီးတော့ရိုက်ပြီးတော့ကြောင်ကြာရတယ်ကြောင်ကြာတဲ့လူကလည်းကြောင်ကြာကားရလို့လုပ်တယ်ရောင်းတဲ့လူကလည်းဝယ်သူတွေရဲ့အကြိုက်ကိုတီးလို့လုပ်တယ်ဆိုတော့တကယ်တကယ်နစ်နာတာတော့ဝယ်တဲ့သူတွေကနစ်နာတာပဲဆိုတော့ကျွန်တော်အကြံပေးချင်တာကတော့အခုလိုပဲအခုလိုနစ်နာဆုံးရှုံးမှုဖြစ်မယ်ဆိုရင်အနည်းဆုံးကယာကနန်းပဲနော်အနည်းဆုံး200 300 400 500စသည်ပြီးဖြစ်ကြမှာပဲဆုံးရှုံးမှုတွေဖြစ်ကြမှာပဲအမခန့်ချက်ရှိလားဆိုအမခန့်ချက်မရှိဘူးအဓိကပါလဲတော့အမခန့်ချက်မရှိတဲ့မျိုးကိုတွားဝယ်လို့အမခန့်ချက်မရှိတဲ့အဲ့တော့ ကိုကိုကိုပဲအပြစ်တင်လိုက်တော့နော်နောက်ပိုင်းနောက်နောင်ကျွန်တော်တို့ခြံွက်တွေဝယ်တဲ့အခါမြေတွေဝယ်တဲ့အခါကျရင်တကယ်နားလဲပြီးတော့ဝယ်ရင်ကျွန်တော်တို့မကောင်းဘူးလားကျွန်တော်တင်တန်းဖွဲ့ရနေရွေချက်ရလဲအဲ့ဒါကြောက်ပဲနော်တကယ်မြေွက်တွေဝယ်တဲ့အခါယင်းနီးမြုံနေတဲ့အခါတကယ်နားလဲအခုဆိုရင်ဟိုကျွန်တော်တို့ဒီဘက်မှာတွေလဲအယောင်းဝယ်တွေဖြစ်ကြတယ်အဲပြီးတော့ခါလဲငွေစည်းအပြောင်းလဲတွေကြောက်ငွေစည်းတွေကျလာတဲ့အခါကျတော့ခြံွက်တွေဝယ်ကြတယ်ရွှေတွေရောက်ဒီနေ့မနေ့ပဲကျွန်တော်တို့ပွဲတွေပွဲလေးတွေပွဲလုပ်ပေးတာ ရွှေရောင်းနေရွှေသွားရောင်းနေရွှေနှလုံးရောင်းနေခြံွက်ဝယ်တယ်ဒီလိုမျိုးတွေပေါ့ရောင်းဝယ်လုပ်တဲ့အခါမှာရွှေဝယ်တဲ့လူတွေကခြံမြေဘက်ကိုလှည့်လာကြတယ်ဒီခြံကိုဘယ်လောက်မြက်လေးရောင်းပြီးဘယ်လောက်မြက်လေးနဲ့ဆိုရင်ပြန်ရောင်းမလဲအကိုဆိုင်မဲ့ပြန်ရောင်းပေးပါဒီလိုမျိုးတွေပေါ့ဆိုတော့စာဝတ်ဆန္ဒမှန်ကန်တဲ့ဟာမျိုးတွေကိုအဓိကအရောင်းဝယ်လုပ်ပေးရဆိုကျွန်တော်တို့လည်းအခုကျွန်တော်တို့လှုပ်လာတဲ့တက်တန်းတစ်ချောက်ဘာပြဿနာမှဖြစ်ဘူးမြင်နေပတ်သက်လို့เนาะကျွန်တော်တို့6နှစ်ရနေ9နှစ်တည်းဝင်လာပြီပြဿနာမှဖြစ်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်မှန်မှန်ကန်ကန်လှုပ်ပေးလို့ဒါကြောင့် ကျွန်တော်အကြံပေးချင်တာကဒီက TikTok ကမိတ်ဆွေတွေကိုကျွန်တော်ဒီဖုန်းနဲ့ဆက်လာရလို့လည်းရှိတယ်ကျွန်တော်ဖုန်းကင်ကျင်တဲ့ခါလဲကင်မကင်ကျင်တဲ့ခါလဲမကင်ဘူးအဲ့ဒါတော့စိတ်မဆိုးနဲ့ကျွန်တော်ရဲ့ personal change ဖြစ်တဲ့အတွက်လေးနော်ဆိုတော့ကျွန်တော်အဆင်ပြေတဲ့ခါလဲရှိတယ်မပြေတဲ့ခါလဲရှိတယ်ဖုန်းကင်မှုပေါ့အားကြီးကကားမောင်းနေတယ်အကိုကတော့ကားမောင်းနေတယ်မကင်ရဘူးကျွန်တော်ပြောလိုက်တယ်မိကျင်ဒီရမမီးကျွန်တော်ဗီဒီယိုလေးလုပ်ဖြည့်ပေးမယ်နော်ဆိုတော့တည်ကျင်တဲ့အကြောင်းအများကျွန်တော်ရဲ့ comment မှာမေးသွားပေးပါကျွန်တော်အားရအားလို့ဖြည့်ပေးတတ်ပါမယ် เนาะတင်လဲစိတ်ဝင်စားတဲ့လူတွေလာ join လို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် Rhyme ကကိုဆိုင်ပါ